မင်္ဂလာပါခင်ဗျာအရိယာမြန်မာကနေပြီးတော့နိုဝင်ဘာလ12ရက်မြန်မာနိုင်ငံတစ်ဝက်လုံးမှာရှိတဲ့စီးရီးစီးပွားလူမျိုးသတင်းတွေကထူးခြားတဲ့သတင်းချို့ကိုအကောင့်တို့တင်ပြပေးမှာဖြစ်ပါတယ်ပထမဆုံးတင်ပြပေးလိုတဲ့သတင်းကတော့ KMU တက်မတာတဲ့ဥက္ကဋ္ဌအပါသတင်းဌာနနဲ့ PDF မျိုးကိုရွေးကောက်ပွဲဥပဒေဖြင့်အမှုဖွင့်နေဆိုတဲ့သတင်းဖြစ်ပါတယ်ကင်းမျိုးသားစီယုံ KMU တက်မတာတဲ့သထုံခရိုင်ဥက္ကဋ္ဌပထိုလ်စောစုံမြင့်ပါ22ဟု AA MIJ ယူသတင်းဌာနစလင်း PDF များနဲ့ရွေးကောက်ပွဲကာကွယ်ပေးဥပဒေဖြင့်အမှုဖွင့်ထားတယ်လို့သိရပါတယ်။နိုဝင်ဘာလ9ရက်တထုံခရိုင်တွင်ကျင်းပပြုလုပ်မဲ့ရွေးကောက်ပွဲကိုတိုက်ဖြတ်သွားရန်ကြေညာပြက်ဖြင့်ထုတ်ပြန်ခဲ့သဖြင့်ပထိုလ်စောစုံမြင့်ပါဝင်22ဦးကိုရွေးကောက်ပွဲနှောက်ယှက်သည်ဟုဆိုကာတထုံမြို့နယ်တိန်စိတ်ရဲစခန်းမှာရွေးကောက်ပွဲကာကွယ်ပေးဥပဒေပုံမှာ23ခခွေးဖြင့်အမှုဖွင့်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ထို့သူ KNU ဥက္ကဋ္ဌပထိုလ်စောကွယ်ထူဝင်ပါဝင်အဖွဲ့ဝင်23ဦး AA ချင်းပြည်ဖွဲ့ဝင်18ဦးကိုလည်းစက်တင်ဘာလ24ရက်နေ့မှာရွေးကောက်ပွဲကာကွယ်ပေးဥပဒေဖြင့်အမှုဖွင့်ထားပါတယ်။ AA MIJ New သတင်းဌာနကပြောင်းသူစံခိုင်နဲ့ဖွံ့ဖြိုးပါတီ USTB ကိုစားပြုအလုံမြို့နယ်တိုင်းတတော်ကိုယ်စားလှယ်လောင်းဖြင့်ဝင်ရောက်ရှင်ပြိုင်မယ်။အလုံမြို့နယ်တတော်ရက်ကွက်အုပ်ချုပ်ရေးမှူးဟောင်းဦးအောင်စိုးဟာမွေးစေဖြန့်ပြူးမှုများကိုကြိုးကင်နေသူဖြစ်ကြောင်းရေးသားဖော်ပြခဲ့သဖြင့်နိုဝင်ဘာလ9ရက်နေ့မှာအလုံမြို့မှာရဲစခန်းမှာရွေးကောက်ပွဲကာကွယ်ပေးဥပဒေပုံမှာ 24ကကြီးဖြင့်အမှုဖွင့်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ရွေးကောက်ပွဲကာဝယ်ပေးဥပဒေပုံမှန်အကျဉ်းလုံသူများကိုထောင်နဲ့အနည်းဆုံး9နှစ်မှနေအများဆုံးထောင်နဲ့10နှစ်ချမှတ်နိုင်တယ်လို့သိရပါတယ်။ဆက်လက်တင်ပြပေးလို့တဲ့သတင်းပုဒ်ကတော့နေဆက်ကုံတွေလမ်းကြောင်းတင်များဖော်ဆောင်နေတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။နေဆက်ကုံတွေလုပ်ငန်းတွေအဆင်ပြေချုံးမှုစီဖို့အတွက်ကုံတေးလမ်းကြောင်းတစ်တွေကိုဖွဆောင်နေတယ်လို့စီဝါရေးနဲ့ကုတန်းရောင်းဝယ်ဝင်ကြီးဌာနကုံတေးဦးစီးဌာနကသိရပါတယ် မြန်မာတရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းတွေဖြစ်တဲ့ချင်းရွှေဟော်လွေကျဲနဲ့မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းတွေကိုမြန်မာထိုင်းနယ်စပ်စခန်းမှာမြောက်ရီနယ်စပ်ကုန်သွယ်ရေးစခန်းတွေကိုခေတ္တရပ်ထားရပါတယ်။ဒါပေမဲ့လက်တလုံးမှာမူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းတွေကနေပြည်ပကိုတခါရီတင်ဖို့နေပြီးပြည်ရင်းကို73စီတွေပြန်လည်တင်သွင်းနေတယ်လို့ဆိုပါတယ်။လက်ရှိအချိန်တွေကနယ်စပ်ကုန်သွယ်ရေးကုန်သွယ်မှုတွေအကန့်အသတ်ဖြင့်တင်နေတာတွေ့ရတယ်။အရှိန်အဟုန်မပြတ်ဆောင်ရွက်နိုင်ဖို့ကုန်သွယ်ရေးလမ်းကြောင်းတစ်တွေဖွင့်လှစ်ထားတယ်လို့ ကိုယ်တိုင်ဦးစီးဌာနညွှန်ကြားမှုဒိုချိုတက်မှုကနိုဝင်ဘာလ10ရက်နေ့မှာပြုလုပ်တဲ့တရုတ်စီးပွားရေးအသင်းဝင်တွေနဲ့တွေ့ဆုံခွင့်မှာပြောကြားခဲ့ပါတယ်ခိတရဆိုင်ထားတဲ့နဇက်ကုန်သွယ်လမ်းကြောင်းတွေဘက်မှာပိတ်မိနေတဲ့ကုန်ပစ္စည်းတွေရှိရင်ပိတ်မိနေတဲ့ကုန်ပစ္စည်းတွေနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုပြည့်ပြည့်စုံစုံတင်ပြလိုက်ရင်ဆက်လက်ဆောင်ရွက်ပေးသွားမယ်လို့ဆိုပါတယ်မြ ாரி ကုန်သွယ်စကန်ယာယီဆရာဆိုင်တဲ့အနေထားမှာကုန်ပစ္စည်းတွေကိုအများဆုံးတင်ပို့နိုင်ဖို့အတွက်ရန်ကုန်ကော့တောင်ကျွန်တော်ကွန်တိန်နာသင်္ဘောလမ်းကြောင်းကိုဖွင့်လှစ်ပေးထားပြီး င်းကုန်လိုက်စင်လေးလဲခြားထားပေးနေတယ်လို့တာချီလိတ်နေဆက်ကုံသွေးစခန်းလဲကုံသွေးမှုတွေဆောင်ရွက်နေတယ်လို့သိရပါတယ်ဆက်လက်တင်ပြပေးလို့တဲ့သတင်းပုတ်ကတော့မန္တလေးနေပြည်တော်ယထာခီးစင်အားအဘီမဘီရဲ့ဆက်ကောင်းအစစ်မြင့်ယထာဖြင့်အစာထုပြင်ဆင်နေဆိုတဲ့သတင်းဖြစ်ပါတယ်မန္တလေးမှာနေပြည်တော်သို့နေစဉ်6နာရီမှထွက်ခွာတဲ့ယထာခီးစင်ကိုရခင်ပြေးဆွဲနေသောအဘီဆက်ကောင်းစားဘီရဲ့ဆက်ကောင်းဖြင့်အစစ်မြင့်လေးယထာဖြင့်ပြောင်းလဲပေးဆက်ရန် စီစဉ်နေကြောင်းမြေထားဌာနမှနိုဝင်ဘာလ12ရက်မှာသိရပါတယ်အဆိုပါပြောင်းလဲပြည့်စွက်မဲ့ယထားဆိုင်မှာအထက်တန်းတွေအဲဂွန်ဘာနှစ်တွေရူယိုတန်းနှစ်တွေဗရိတ်တရဲတို့ပါဝင်မှာဖြစ်ပြီး ယခုနိုဝင်ဘာလ တွင်မှာစတင်ပြည့်စွက်မယ်လို့သိရပါတယ်နေပြီးတော့ရန်ကုန်ခီးစဉ်ကိုဘီးရဲ့ဆက်ကောင်းဖြင့်အစ်စ်မြေထားများပြည့်စွက်ပြီးလျက်ရှိရာ ယခုခါမန္တလေးနေပြည်တော်ခီးစင်များကိုလည်းပုံမှန်တက်တောင့်တက်တာဖြစ်စေရန်စီစဉ်ခြင်းဖြစ်တယ်လို့သိရပါတယ် ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းပုဒ်ကတော့တရင်လာအတိုင်းမောရောင်မြို့နယ်မှာဒုက္ခသည်တထောင်ကျော်ရိတ်ခါနဲ့အမိုးကာအတွက်အရေးပေါ်လိုအပ်နေတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။တရင်လာအတိုင်းထိုင်းမြန်မာနယ်စပ်ရှိ မောရောင်နယ်မြေမှာနယ်မြေမတည်ငြိမ်မှုများကြောင့်ဒေသခံတထောင်ကျော်ဘေးလွတ်ရာတိမ်းရှောင်နေရပြီးတာလီဘန်နဲ့စစ်နယ်ရိတ်ခါများအရေးပေါ်လိုအပ်နေတာဖြစ်ပါတယ်။အရေးပေါ်ထွက်ပြေးလာကြတော့အချို့အမိုးတွေပါတဲ့သူကပါတယ်မပါတဲ့သူကများတယ်စစ်နယ်ရိတ်ခါလည်းလိုတယ် ဘာမှတည်မရခင် ပြီးလာရတဲ့သူကများတယ်။အခုရှောင်နေတဲ့တဲလေးတွေကပုံများလာတယ်လို့နေရဆုံးခွာသူများကပြောပါတယ်။ထိုင်းအာဏာပိုင်များကလည်းထိုင်းတဲ့သူအဝေးမခံကြောင်းထိုင်းရောက်မြန်မာများကလည်းထမင်းတုံးနဲ့လွတ်တဲ့ပစ္စည်းများကိုကူညီကြရန်ထိုင်းစစ်သားများကိုတောပိဖို့ကြောင်းနေဆက်မှာဒုက္ခရောက်နေတဲ့အမျိုးသမီးတူကပြောပါတယ်။နောက်ဆုံးတင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့အခုရပိုင်းတွင်မှာမြို့များထူဆိုင်မီဖြစ်သည့်ရန်ရဲနဲ့ရေချောင်းလေချောင်းခီးသွားလာခြင်းသတိပြုရန် သတိပေးတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ယခုရပိုင်းမှာမြူတူများဆိုင်းဖို့ရှိတဲ့အတွက်ရေချောင်း၊ကုန်းချောင်း၊လေချောင်းခီးသွားလာခြင်းများသတိပြုရန်ဝိလိဝတပညာရှင်ဦးဟင်းနိုင်ကသတိပေးထားပါတယ်။နိုဝင်ဘာလ23ရက်နေ့နက်ပိုင်းမှာ AR တိုင်းရန်ကုန်တိုင်းပဲခူးတိုင်းတောင်ပိုင်းအရှိအနောက်ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊စကိုင်းတိုင်းထပ်ပိုင်းကချင်ပြည်နယ်၊ချင်းပြည်နယ်တို့မှာနက်နက်9နာရီကမှမြူများဆိုင်းနိုင်ပါတယ်။ရန်ကုန်တိုင်းနဲ့ AR တိုင်းတို့မှာ မြူဆိုင်တဲ့ area ပုံမကျပြတ်နိုင်တယ်လို့ဆိုပါတယ်။ကုန်းရေလေခီးသွားတာချင်းများကိုနိုဝင်ဘာလ12ရက်ည10နာရီဝင်းကျင်မှာနိုဝင်ဘာလ13ရက်နနက်စောပိုင်းချိန်များထိသတိပြုရန်လိုအပ်တယ်လို့ထုတ်ပြန်ထားပါတယ်။အခုဖော်ပြပေးခဲ့တဲ့သတင်းတွေကတော့မြန်မာနိုင်ငံတဝက်မှာရှိတဲ့စီရေးစီးပွားရေးလူမျိုးသတင်းတွေကထူးခြားတဲ့သတင်းချို့ကိုကောက်နှုတ်တင်ပြပေးလိုက်တာဖြစ်ပါတယ်။အားလုံးကိုစိတ်နှပြစမ်းမရှင်လန်းကြပါစေခင်ဗျာ။